ယူကရိန်းနိုင်ငံရဲ့သမ္မတဗိုလိုဒီမီယာဇယ်လန်စကီယူကရိန်းနိုင်ငံသမ္မတဗိုလိုဒီမီယာဇယ်လန်စကီကလက်ရှိကမ္ဘာအရေးခေတ်မှာအကြီးကဲဇက်ကောင်တအုပ်ဖြစ်ပါဝင်နေတဲ့သူဖြစ်ပါတယ်။ ဇလန်စကီကို1988ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာယူကရိန်းနိုင်ငံခရီဗီဒီမြို့မှာရှိတဲ့ဂျူးလူမျိုးမိသားစုကနေမွေးဖွားခဲ့ပါတယ်။သူကခရီဗီဒီစီးပွားရေးတက္ကသိုလ်ကနေဥပဒေဘွယ်ရရှိခဲ့တယ်လို့ဥပဒေပညာရှင်ဖြစ်အသက်မွေးဝမ်းကြောင်းမပြုတ်ခဲ့ပါဘူး။ငယ်စဉ်ကတည်းကရုပ်ရှင်နဲ့ဟာတာအမှုပညာကိုဝါသနာပါခဲ့ပြီးတော့နာမည်ကျော်ဟာတာတရုတ်ဆောင်နဲ့ထုတ်လုပ်သူတအူးဖြစ်လာခဲ့ပါတယ်။ Seven of the People လို့ခေါ်တဲ့နိုင်ငံရေးဟာသရုပ်တံဇာတ်လမ်းတွေမှာယူကရိန်းသမ္မတအဖြစ်တရုတ်ဆောင်ခဲ့ပြီးလူဆိုင်များခဲ့ပြီးလူတည်များလာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။2019ခုနှစ်မှာ Zelensky က Seven of the People Party ကိုတီထောင်ကယူကရိန်းသမ္မတရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ရွေးကောက်ပွဲမှာမဲအပြတ်တတဲ့အနိုင်ရရှိခဲ့ကယူကရိန်းနိုင်ငံရဲ့သမ္မတဖြစ်လာခဲ့ပါတယ်။ဇလန်စကီကနိုင်ငံရေးအတွေ့အကြုံမရှိဘဲနဲ့တမရဖြစ်လာခဲ့တဲ့အတွက်အများကတော့အံ့အားသင့်ခဲ့ကြပါရဲ့ ဒါပေမဲ့သူ့ရဲ့ Servant of the People ရုပ်သံဇလံတွေဟာအာဂရိလိုက်စားမှုကိုစန့်ကျင်တဲ့နိုင်ငံရေးသမားတယောက်အဖြစ်ပုံဖော်ထားတာကြောင့်လူကြိုက်များခဲ့ပါတယ်။2022ခုနှစ်မှာရုရှားကယူကရိန်းကိုတူးကျော်ခဲ့တဲ့အခါဇလန်စကီကနိုင်ငံကိုစွန့်ခွာဖို့ညှင်းဆန်ခဲ့ပြီးတော့နိုင်ငံသားတွေကိုစိတ်တက်မကြစေရန်အားပေးခဲ့ပြီးနိုင်ငံအတွင်းမှာပဲဆက်လက်နေထိုင်ကာဥဆောင်ခဲ့ပါတယ်။ ရုရှားရဲ့ကျူးကျော်မှုကိုရရဲဝုံဝုံခုခံကာကွယ်ခဲ့ခြင်းကြောင့်နိုင်ငံတကာမှချီးကျူးထောက်ပံ့ပြုခြင်းကိုခံခဲ့ရပါတယ်။ထို့အပြင်နိုင်ငံတကာကခေါင်းဆောင်နေနဲ့အမြဲတမ်းဆက်သွယ်ပြီးတော့ယူကရိန်းနိုင်ငံကိုကူညီထောက်ပံ့ပေးဖို့တောင်းဆိုမှုတွေကိုပြုလုပ်ခဲ့ပါတယ်။သူရဲ့စီးရုံးလုံးစွာမှုစွမ်းရည်ကြောင့်ကမ္ဘာအယုံဆိုင်မှုကိုအများဆုံးခံခဲ့ရတဲ့သူဖြစ်တယ်လို့နိုင်ငံတကာမှအထူးလေးစားခြင်းကိုလည်းခံခဲ့ရပါတယ်။ဒါကြောင့်ဇယ်လန်စကီရဲ့ခေါင်းဆောင်မှုကနိုင်ငံတကာနိုင်ငံရေးအပေါ်မှာသိတာထင်ရှားတဲ့တက်ရောက်မှုရှိခဲ့ပါတယ်။သူဟာခေတ်သစ်ကမ္ဘာခေါင်းဆောင်နေထဲမှာထူးခြားတဲ့ပုံရိပ်တစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ သူဟာနိုင်ငံသားတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ခဲ့တယ်လို့နိုင်ငံတကာမှယူကရိန်းနိုင်ငံအတွက်အကူအညီများရရှိဖို့အတွက်များစွာဆောင်ရွက်နိုင်ခဲ့ပါတယ်။